ကာလာဖီယိုရီကရာမိုနဲ့ဒန်ဆယ်လီတို့လိုကစားမမျိုးလိုချီးကျူးလိုက်တဲ့ကာပဲလိုပရီသမီယာလောဝဲမိနာများအဆယ်လဲချန်ဟတ်ကနေပြီးတော့ပြန်လဲကြိုလိုက်ပါရင်ဖေဗီယိုကာပဲလိုဆိုတော့ကခန်းဆဲကစားပုံကိုအကောင်းဆုံးနားလည်ပြီးအီတလီခန်းဆဲအနုပညာကိုခေတ်သစ်ပုံစံနဲ့အသက်သွင်းနိုင်ခဲ့တဲ့နီးပြားဆရာကြီးတစ်စုဖြစ်ပါရင်အဲ့လိုပုံကမျိုးကအာဆင်နယ်ရဲ့နောက်ခံလူရီကာဒိုကာလာဖီယိုရီအပေါ်မှာမြန်မာရင်အမှတ်ချက်ပေးခဲ့တာဟာတာမန်ချီးကျူးမှုတစ်ခုမဟုတ်ပါဘူးဒါကကာလာဖီယိုရီရဲ့အလားအလာဘလောက်ထိကြီးမားလဲဆိုတာကိုတက်တင်ပြလိုက်တာပါ ဒီကြောင်နဲ့ပတ်သက်လို့မင်းကငယ်ရတဲ့အစာကြိုရာမို့အတိုင်းပဲဘယ်တန်ဖြစ်နေတာပဲရှိတယ်။ငါသာဆိုရင်မင်းကိုခန်းဆဲ၄ဦးရှိမှထားမင်း။မင်းကမာဆယ်တန်ဆယ်လီလိုမျိုးဖြစ်မဲ့ကစားသမားပါ။ဘောလုံးနဲ့ပေါ်ပြီးရေသွင်းရှိတာတော့ပေါ်လိမ့်မယ်။ဆိုပြီးတော့ Fabio Capello က Sky Italia ရဲ့ချန်ပီယံလိဒါရိုက်ထွက်လွှဲမှုအပြီးမှာမှတ်ချက်ပေးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ကာဘယ်လိုပြောကြားခဲ့တဲ့စကားတွေကိုပြန်ပြီးတော့သုံးသပ်ကြည့်ရမယ်ဆိုရင်အချက်၃ချက်ကိုအဓိကအခြားထောက်ပြထားတာကိုတွေ့ရပါတယ်။ ငယ်ရတဲ့အစာကြောရာမို့ရာမွေးရဲ့ငယ်ဘွားကစားပုံလိုမျိုးတိုင်းဆဲလိုက်ပါမှုဘောလုံးတဲအစာမှုနဲ့စိတ်သက်ပိုင်းဆိုင်ရာတူညီမှုတွေကာလာဖီရီစီမှာတွေ့ရတယ်လို့ပြောကြင်တာပါမာဆေးတဲဆဲလီလိုခန်းဆဲပိုင်းကြမ်းခိုင်မှုနဲ့ကွင်းလယ်ခန်းဆဲနေရာမှာပါကစားနိုင်မယ့်အလားအလာတွေကိုကာလာဖီရီကပိုင်းဆိုင်ထားတယ်လို့ဆိုလို့ကြင်မို့ရပါတယ်ဘောလုံးအလုံးခန်းစားမှုဆိုမှလည်းကာလာဖီရီကတန်းဆဲလီထက်ဘောလုံးကင်ကစားရမှာပုံပုံနူးညံ့ပြီးတော့ရည်သွင်းမြင်ပါတယ်လို့ကေဘလီကချီချူပြောဆိုလိုက်တာဖြစ်ပါတယ်ကမ္ဘာလုံးကကာလာဖီရီကိုငယ်ရတဲ့ဒရာမိုးလို့တင်စားရတာဟာအကြောင်းပဲမဟုတ်ပါဘူး ရာမွန်စီဗီလာမှာအစားကစားတော့ကရယ်မက်ထရစ်ကိုရောက်စားအချိန်တွေကိုပြန်ကြည့်ရင်ရာမွန်ဟာဘောခံစင်မှုတတ်တတ်မဟုတ်ပါဘူး။ညာနောက်ခံလိုနေနဲ့စတင်ခဲ့တာပေါ့။ငယ်ရတဲ့ရာမွန်ဟာဘောလုံးရတဲ့ရှေ့ကိုအတင်းတွန်းပို့ပြီးတိုက်စစ်ဆင်နေရှိပါတယ်။ကာလာဖရီကလည်းဒီတိုင်းပါပဲ။အာဆင်နယ်ရဲ့ပွဲစဉ်ကိုကြည့်ရင်ကာလာဖရီကဘယ်ချန်းကနေဘောလုံးကိုဆွဲပြေးပြီးကွင်းလယ်အထိခါလင်ပြန်မဲ့ပနဒီအေရီယာအထိထိုးဖောက်ဝင်ရောက်လို့ရှိပါတယ်။မန်စီးတီးရဲ့ပွဲမှာသူသွင်းခဲ့တဲ့ဂိုးတွေကိုကြည့်ရင်သူ့ရဲ့တိုက်စစ်လိုက်ပါလို့စိတ်နေရ။ရာမွန်နဲ့အတော်လေးတူတာကိုတွေ့ရပါတယ်။ရာမွန်ကပြန်မဲ့ကိုအကြောင်းလည်းမရှိရင်ဆိုင်ရဲတဲ့တက်တီရှိပါတယ်။ကာလာဖရီမှာလည်းအီတလီနောက်ခံလူတွေရဲ့ အမှတ်အသားဖြစ်တဲ့ဒီလိုမှကြောမှုတွေရှိနေတယ်လို့ကာဘယ်လောကမြင်ပါတယ်။ဒဏ်ရာရခက်ခဲတွေကိုကြော်ဖြတ်ပြီးမှဒီရဲ့ဆင့်ကိုရောက်လာတာမို့သူရဲ့စိတ်ထဲကြန့်ခိုင်မှုကလည်းရာမိုးနဲ့ဆင်တူပါတယ်။ကွာချားချက်ကတော့ကာဘယ်လိုပြောဆိုလို့ပဲဘယ်တန်ဖြစ်နေတာပဲရှိတယ်ဆိုတဲ့အချက်ပါ။ဘယ်တနောက်ခံလို့တယောက်ကဒီလိုစွမ်းဆောင်ရည်မျိုးရှိနေတာဟာနီးပြရည်အတွက်ကတော့ယန္တနာတိုက်တစ်ခုပါပဲ။ကာဘယ်လိုရဲ့မှတ်ချက်မှာစိတ်ဝင်စားဖို့အကောင်းဆုံးပိုင်းကတော့ငါသာဆွေရင်မင်းကိုခန်းစစ်လေးဦးရှိမှထားမယ်ဆိုတဲ့စကားပါပဲ။ဒါကကာလာဖီရိုရီကဘိုခန်းစစ်ဒါမှမဟုတ်ဘယ်နောက်ခံလို့နေရာတက်ကွင်းနဲ့ခန်းစစ်နေရာမှာပို့ပြီးသဘောကျနေရဲဆိုတဲ့သဘောပါပဲ။ မာဆေးတန်ဆေးလီယာပြင်းတဲ့ AC Milan အသင်းတို့မှာအကဘာအကောင်းဆုံးနောက်ခံလူတွေကတူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကာဘယ်လို AC Milan ကိုကိုက်တွယ်စင်တုံးကတန်ဆေးလီကိုနောက်တန်း၄ရောက်ရဲ့အရှိနေရာမှာထားပြီးတော့ကစားစီခဲ့ပူပါတယ်။တန်ဆေးလီရဲ့ခနာကိုချမ်းခိုင်မှုပြန်ပေးတဲ့တိုက်စစ်လမ်းကြောင်းတွေကိုဖျက်တောက်နိုင်စွမ်းတွေကိုကွင်းလယ်မှာအသုံးချခဲ့တာပါ။ကာဘယ်လိုကကာလာဖီရိုရီကိုတန်ဆေးလီလိုမျိုးကွင်းလယ်မှာကစားနိုင်စွမ်းရှိရလို့မြင်ပါတယ်။အထူးသဖြင့်ကာလာဖီရိုရီဟာဘိုလောနာအသင်းမှာနီးပြတီယာဂိုမော်တာလက်အောက်ကစားစဉ်ကလေးကအင်ဗက်တက်ဖူးဘက်ကွင်းလယ်ထဲဝင်ရောက်ကစားပေးတဲ့နောက်ခံလူဖြစ်ခြေစွမ်းပြခဲ့တာပါ။ ကာဘယ်လိုအဒန်ဆင်းလီထက်ဘောလုံးပေးပို့မှုပိုကောင်းတယ်လို့ဆိုပါရင် ဒန်ဆင်းလီယာဒရော့လိုတင်စားခံရလောက်အောင်မကြောပေမဲ့ဖန်နှိမှုအပိုင်းမှာတော့အားနည်းချက်တွေရှိခဲ့ပါတယ်။ကာလာဖီရီကတော့ခေတ်သစ်ဘောလုံးလောကရဲ့လိုအပ်ချက်နဲ့ညီဘောလုံးပေးပို့မှုတွေမှာကွင်းလင်ဖန်နှိရှင်တယောက်နီးပါးကောင်းမွန်နေတာကိုကာဘယ်လိုကထောက်ပြသွားတာဖြစ်ပါတယ်။ကာဘယ်လိုလိုကရမေနီပြကြီးတယောက်ကဒီလောက်ထိချီးကျူးလိုက်တာဟာကာလာဖီရီအတွက်ဂေါ်ယုံစရာဖြစ်တယ်လို့ကြီးမားတဲ့ဖီးယားတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ကမ္ဘာကောင်းဆုံးနောက်ခံလူနည်းအောင်ပေါင်းဆက်ထားတဲ့ရေသွေးမျိုးသူ့မှာရှိတယ်လို့ပြောခံရတာဟာတမန်ကိစ္စမဟုတ်ပါဘူး။အခုချိန်မှာသူဟာအသက်20နှစ်သားရှိပါသေးတယ်။သူ့ရဲ့ကစားမဘွားခေးလန်းကအရှိကြီးကြံပါသေးတယ်။ အီတလီစီးရီးအေနဲ့မတူတာကပရီးမီးယားလိရဲ့အမြန်နှုံးနဲ့ရုပ်ပိုင်းဆိုင်ရာအားပြိုင်မှုပါဒါပေမဲ့ကာလာဖီရိုနီဟာပွဲဥထွက်ကာလာမာရင်ဒီလိနဲ့အသားချမဲ့ပုံစံကိုပြသထားနိုင်ပါရင်အသင်းကြီးတွေနဲ့ပွဲအစဉ်မှာသူပြသခဲ့တဲ့ခြေစွမ်းကသူ့ကိုကမ္ဘာအဆင့်နောက်ခံလူဆင်းနဲ့ဝင်လာစေဖို့လုံလောက်တဲ့တက်တည်ပါပဲဒီကိုလို့ကရောကာဗီလိုရဲ့စကားတွေအပေါ်ဘယ်လိုမြင်လဲမှတ်ချက်လေးတွေပေးခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ